ားလုံးပဲမင်္ဂလာပါဒီကနေ့လူရကဘာကောင်းကျိုးပြအစီအစဉ်အတွင်ဖြစ်တည်မှုဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်ကျမတို့တွေလူတယောက်နဲ့ပေါင်းတင်ဆက်ဆံရတော့မယ်ဆိုရင်သူကဘာအလုပ်လုပ်တယ်လဲဆိုတာထက်သူကဘလို့လူလဲဆိုတာကိုကြည့်ဖို့ကပိုအရေးကြီးတယ်လို့ကျမအနေနဲ့အမြဲတမ်းယုံကြည်ခဲ့ပါတယ်တယောက်နဲ့တယောက်စတင်တည်ဆုံတဲ့အခါမှာ ဘာအလုံးလုံးတာလဲလို့မေးကြပေမဲ့လို့လေတကယ်တမ်းအလုံးအကင်ထက်ပိုပြီးအရေးကြီးတာကအဲ့ဒီလူရဲ့ဖြစ်တည်မှုပါတနည်းအားဖြင့်သူဘလို့လူစားလဲဆိုတာမျိုးပါကိုတတလုံးတွေ့ဆုံကြုံဘူးခဲ့တဲ့မမေ့နိုင်ဆုံးလူတွေကိုစဉ်းစားကြည့်ပါသူတို့ဘာအလုံးလုံးတယ်ဆိုတာထက်ဘလို့လူစားလဲဆိုတာကိုဒါအရင်မှတ်မိနေမှာဖြစ်ပါတယ် သူတို့ရဲ့ဖြစ်တည်မှုကသူတို့ရဲ့အလောက်ကင်ထက်ပိုပြီးထင်ရှားနေပါလိမ့်မယ်ဖြစ်တည်မှုဆိုတာပတ်စံနဲ့ဝဲလို့မရတဲ့အရာ သူတစ်ပါးစီကနေချင်းငှားလို့မရတဲ့အရာ ကိုယ်တိုင်တိဆောက်ရတဲ့အရာဖြစ်ပါတယ် စီးပွားရေးလုပ်ငန်းရှင်တယောက်ဆိုပါစို့လုပ်ငန်းကိုရိုးရိုးသားသားလုပ်မလားလိမ်လည်လှည့်ပြားပြီးလုပ်မလားတာဝန်တိတိနဲ့လုပ်မလားတာဝန်မဲ့စွာလုပ်မလားအများအကျိုးပါထည့်စင်းစားပြီးလုပ်မလားကိုအကျိုးပဲကြည့်မလားဒါတွေကတိတ်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့စီးပွားရေးအောင်မြင်သွားရင်တောင်းမှာသူ့ရဲ့ဖြစ်တည်မှုကသူ့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုတည်ရောက်မှုရှိနေမှာမို့လို့ပါ ဒါဆိုရင်ကိုကတော့ဘလို့လူဖြစ်မလဲလူတိုင်းမှာရွေးချယ်စရာလမ်းတွေအများကြီးရှိပါတယ်။ဒါ့ပေမဲ့လို့လေလမ်းမှန်ကတစ်ခုတည်းပဲရှိပါတယ်။ကောင်းတဲ့လူဖြစ်ဖို့လမ်းမှာပဲ။ကောင်းတဲ့လူဆိုတာအခြားသူတွေကို မနာကျင်စေတဲ့သူ ိုကျင်းစာတဲ့တဲ့သူယူသားတဲ့သူအများအကျိုးကိုထက်တွေ့တဲ့တဲ့လူတာဝန်တည်တဲ့တဲ့လူတွေပဲဖြစ်ပါတယ်။ဒီနေရာမှာမိကွန်းတစ်ခုတွင်းစရာတစ်ခုပေါ်လာပါလိမ့်မယ်။ကောင်းတဲ့လူဖြစ်တာနဲ့အောင်မြင်တဲ့လူဖြစ်တာတပြိုင်တည်းတည်းဖြစ်လို့ရလားဆိုတာပါ။ရပါတယ်။တို့ပေမဲ့လူလဲပို့ခဲ့ပါလိမ့်မယ်။လမ်းကြောင်းကပို့ရှိပါတယ်။အချိန်ပို့ကြပါတယ်။ ဘာလို့လဲဆိုတော့မယိုးသားတဲ့လူတွေအမျက်ထုတ်နေတဲ့ကြားထဲမှာယိုယိုတတရက်တီရမှာမို့လို့ပါတာဝင်မဲတဲ့သူတွေအလွယ်တကူရှောင်သွားတဲ့ကြားထဲမှာတာဝင်ယူရတာမို့လို့ပါ ကိုကျိုးကြီးတဲ့လူတွေကြားထဲမှာအများအကျိုးကိုပါထည့်စင်းစားရမှာမို့လို့ပါ အဖြေကရှင်းပါတယ်အချိန်တို့အတွင်းအမျက်အစွန်းအများကြီးရခြင်းရင်မယိုးသားတဲ့ဤကပိုလဲပါတယ်တို့ပေမဲ့လို့လေရေရှည်မှာတည်တက်ခိုင်မြဲတဲ့အောင်မြင်မှုလိုခြင်းရင်ယိုးသားတဲ့ဤကပုံမှန်ပါတယ်ကိုကျိုးတခုနဲ့ကြည့်မယ်ဆိုရင်တာဝင်မဲ့တာကပူပြီးတက်တာပါတယ်တို့ပေမဲ့လို့လေလူအဖွဲ့အစည်းတစ်ခုလုံးကောင်းစားစီခြင်းတာဝင်တည်တာကပူကောင်းပါတယ် အလုတ်ကိုယူယူတတ်တတ်လှုပ်တဲ့သူကရှုံးနေတာအလိန်ညာနဲ့လှုပ်တဲ့သူကနိုင်နေတာမမှန်ကန်ကန်လှုပ်တဲ့သူကနစ်နာနေတာမတရားလှုပ်တဲ့သူကအဆင်ပြေနေတာမျိုးတွေမြင်လာရပါလိမ့်မယ်အဲ့ဒီလိုမြင်ရတိုင်းမှာစိတ်တက်ကြရရာမဟုတ်ပါဘူးရေတိမ်မှာငါးသီးလေးတွေပဲကူနိုင်တာပါငါးကြီးကြီးတွေကတော့ရေနဲ့ထဲမှာပဲရှိနေပါတယ် သူများညစ်တယ်လို့မညစ်ချင်လို့တီးခံပေးလိုက်ရတာတွေအခွင့်အရေးကောင်းတွေကိုမတရားလို့လက်လွတ်လိုက်ရတာတွေငွေကြေးတွေဆုံရှုံရပေမဲ့အကျင့်ပြတ်မှုကိုရှောင်လိုက်ရတာတွေတော်တော်များများတွေ့ကြုံခံစားမှုကြပါလိမ့်မယ်တကယ်တော့ဒါရီဟာအရှုံးမဟုတ်ပါဘူးကိုယ့်ရဲ့ဖြစ်တည်မှုကိုရွေးချယ်လိုက်တာပါအဲ့ဒါကြောင့်ပြောတာပါဘဝမှာအရေးကြီးဆုံးဆုံးဖြတ်ချက်ကဘလို့လူဖြစ်မလဲဆိုတာပါပဲဒီဆုံးဖြတ်ချက်သာမှန်နေရင်ကျန်တဲ့ဆုံးဖြတ်ချက်တွေလွယ်ကူသွားပါလိမ့်မယ် ဘာကိုလုံးရမယ်ဘာကိုမလုံးရဘူးဆိုတာရှင်းသွားပါလိမ့်မယ်ဒီဆုံးဖြတ်ချက်တာမှားခဲ့ရင်ဘလောက်ပဲအောင်မြင်နေပါစေတနေ့ကျရင်ငါကဘလို့လူဖြစ်နေခဲ့တာလဲဆိုတဲ့မိကုန်းနဲ့လိပ်ပြမလုံးဖြစ်နေရမှာပါအရာရာကရွေးချယ်မှုတွေနဲ့ပါဒါပေမဲ့လို့လေကောင်းတဲ့လူဖြစ်ဖို့ကတော့မရွေးချယ်ပဲနေလို့မရပါဘူးလမ်းကြောင်းတွေကပူပြီးရှည်လျားပါတယ်အချိန်တွေကပူကြပါတယ်ပူခက်ပါတယ်ဒါပေမဲ့လို့လေနောက်ဆုံးမှာ ငါဘာဖြစ်ချင်လို့လဲမဟုတ်ပဲငါဘလို့လူဖြစ်ချင်ခဲ့လို့လဲဆိုတဲ့မိကုံးကကိုကိုကိုအတိဝင်ပြီးခွန်အားဖြစ်လာစီပါလိမ့်မယ်အားလုံးပဲကျမပျော်ရွှင်လုံခြုံတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေကျမကတော့ Sister Regina Momo Khai မှာ